ပြည်ရင်းစစ်ဖြစ်ပွားနေတဲ့ကာလအတွင်းစစ်ကော်မရှင်ကျင်းပမဲ့အပိုင်းလိုက်ရွေးကောက်ပွဲအလွန်မှာအာဏာသိမ်းစစ်ကောင်ဆောင်ရဲ့အခမ်းကဏ္ဍနဲ့စစ်ရေးချိန်ခွင်ရှာအပြောင်းလဲကိုဘေးကွန်းထုတ်လာနေကြပါသည်။ ရွေးကောက်ပွဲကျင်းပပြီးရွေးကောက်ခံအစိုးရနဲ့နိုင်ငံအရေးဆောင်ရွက်တာဟာနိုင်ငံအတွက်အကောင်းဆုံးလို့ထုတ်ပြောခဲ့မှုတဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်ကတက်ချုပ်ရာတို့အပြင်သူ့ဘာသာခန့်အပ်ထားတဲ့ယာယီသမ္မတရာထူးနဲ့ပါပူရဲရက်တည်နေသူပါအာနာသိမ့်မှုတွင်နိုင်ငံတော်ရဲ့အာနာရရက်ကိုစစ်ကောင်းဆောင်တဦးတည်းကသာချုပ်ကန်ချဲ့လှည့်ပြီးစစ်တပ်ပါဝင်စစ်ကြိုက်ရွေးချယ်ထားသူတွေနဲ့ဖွဲ့စည်းခဲ့တဲ့စစ်ကောင်စီစစ်ကောင်မရှင်ကိုဦးဆောင်ပါတယ်ဒါပေမဲ့လာမယ့်အထွေထွေရွေးကောက်ပွဲကနေအစိုးရတည်းရဲ့ပေါ်ပေါက်လာရင်နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးဥပဒေပြုရေးနဲ့တရားစီရင်အာဏာသုံးရလုံးကိုစစ်ကောင်းဆောင်ကဆွန့်လွတ်ရမယ်အခြေအနေပါစီရီယံပူကြီးစင်ရောတုံးတက်တာကစစ်ကောင်းဆောင်ဟာသမရလုပ်ချင်တဲ့ရည်မှန်းချက်ရှိပေမဲ့လုတ်ပိုင်ခွင့်ပိုများတဲ့တက်ချုပ်နေရာကိုဆွန့်လွတ်ရမှာဖြစ်လို့ဘယ်ဟာကိုရွေးမလဲဆိုတာထူးဆန်းနေတယ်လို့ပြောပါလိမ့်စစ်ကောင်းဆောင်ရဲ့အခန်းကဏ္ဍကတော့ तू ကသမရလုပ်ချင်တာသူ့ရဲ့အဓိကအနိမရည်မှန်းချက်ကတော့သမရလုပ်ချင်တာဒါပေမဲ့သမတနဲ့သူ့ရဲ့2008ဖွဲ့စည်းပုံမှာသမတနဲ့ဒီကာဝေးဦးစီးချုပ်နဲ့ဆိုတာကလည်းကာဝေးဦးစီးချုပ်ကတောင် လုတ်ပိုင်ခွင့်ပုံများပါသေးတယ်လုတ်ပိုင်ခွင့်ပုံများဆိုတော့ကာကွယ်ဦးစီးချုပ်ကိုကာကွယ်ဦးစီးချုပ်ကပဲခန့်လို့ရတယ်ဘယ်သူမှခန့်လို့မရဘူးအဲ့တော့ကာကွယ်ဦးစီးချုပ်ယာရုပေါ့နော်တတ်ချုပ်ယာရုကိုသူဆွတ်လွတ်လိုက်မလားသူအဖြစ်အဆုံတန်မတကိုရွေးမလားဒါတော့ကျွန်တော်လည်းပြောမတတ်သေးဘူးပေါ့နော်အဲ့တခုကတော့နည်းနည်းလေးထူးဆန်းတယ်ပေါ့နောက်ထပ်ရဖွဲ့စည်းပုံအခြေခံဥပဒေအရတက်မတော်ကာကွယ်ဦးစီးချုပ်ဟာနိုင်ငံတော်တမရဖြစ်ရင်မူလယာရုကလည်းနှုတ်ထွက်ရမှာဖြစ်ပြီးအဲ့ဒီယာရုနှစ်ခုစလုံးကိုပူရဲတာဝန်ယူထမ်းဆောင်ဖို့မပြတ်ထန်းထားပါဘူး NLD ဆိုရလက်ထက်မှာဒေါအောင်ဆန်းစုကြည်ကနိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ယာတုကိုရယူနိုင်ခဲ့မှုအပေါ်စက်ကောင်းဆောင်ကလည်းနိုင်ငံအုပ်ဆောင်ဖြစ်အာဏာရှိဆုံးပုဂ္ဂိုလ်ဖြစ်အောင်ဖွဲ့စည်းပုံခြေခံဥပဒေကိုပြင်ဆင်ပြောင်းလဲလာနိုင်တယ်လို့လေ့လာသူတွေကသုံးသပ်ပါတယ်။တထောင်ရှိဖွဲ့စည်းပုံခြေခံဥပဒေရသမရရွေးချယ်ရာမှာပြည်သူ့လွှတ်တော်မြို့သားလွှတ်တော်နဲ့တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့၃ဘွဲ့ကဒုသမရတယောက်ချင်းစီကိုအစုပြုရမှာပါ။အဲ့ဒီအစုပြုထားတဲ့ဒုသမရ၃ကိုပြည်သူ့လွှတ်တော်မှာ လျှို့ဝှက်မဲပေးစနစ်နဲ့ရွေးချယ်ရမှာဖြစ်ပြီးတော့မဲအများဆုံးရသူဟာနိုင်ငံတော်သမ္မတဖြစ်ရွေးကောက်တင်မြှောက်ခံရမှာဖြစ်ပါတယ်။ဒါကြောင့်စက်ကောင်းဆောင်သမ္မတဖြစ်ဖို့ရေလွတ်တော်တဲ့ဝင်ပြီးမဲပေးနိုင်ဖို့ဒါမဲ့ရွေးကောက်ပွဲမှာစံခိုင်ရေးပါတီကနေကိုယ်စားလှယ်လောင်းဖြစ်ဝင်ပြိုင်မဲ့စစ်ယူနီဖောင်းချော့အရာရှိ490နီးပါးရှိနေတာပါ။ ဒါအပြင်စစ်တပ်အတွင်းမှာရှိတဲ့ဗိုလ်မှူးဒုဗိုလ်မှူးကြီးအဆင့်ရှိသူ၁၀ဦးခန့်ကိုလည်းအငိမ့်စားယူခိုင်းတာတဆညာပါတီကနေဝင်ရောက်ရှင်ပြိုင်ဖို့ရှိနေတယ်လို့ BNI မြန်မာ Peace Monitor ရဲ့ချက်လက်တွေကသိရပါတယ်။တကယ်လို့စစ်ကောင်းဆောင်ကတမရအဖြစ်ရွေးချယ်ခံရမယ်ဆိုရင်ကာကွယ်ရေးဦးကြီးချုပ်ယာဒူးကိုဆက်ခံမဲ့စစ်တပ်ရဲ့သရုပ်ထမျိုးဆက်အဖြစ်ဗိုလ်ချုပ်ကြီးကျော်စွာလင်းလို့ရေးပန်းစားနေတာပါ။သူဟာစစ်တပ်ကတူဗိုလ်လောင်းတင်တန်းအပတ်စဉ်35ဆင်းဖြစ်ပြီးတော့လက်ရှိမှာတက်မတော်ကြီးရည်လေးနှိမ့်နိုင်ကိုယ်ကလေးမှုဖြစ်တာဝန်ယူထားတာပါ။ ISP မြန်မာရဲ့တုံ့တက်ချက်အရဗိုလ်ချုပ်ကြီးကျော်စွာလင်းဟာ စစ်ကောင်းဆောင်ရဲ့နေရာမှာဆက်ခံသူဖြစ်လာမယ်ဆိုရင်စစ်တပ်သူအပတ်စဉ်35ဝန်းကျင်ကစစ်ဗိုလ်ချုပ်တွေအနေနဲ့စစ်တပ်ရဲ့သရုပ်ထမျိုးဆက်တွေဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။တစ်ဖက်မှာရွေးကောက်ပွဲအလွန်လွှတ်တော်ခင်းခြင်းမှာအစိုးရနဲ့စစ်တပ်ဟာအပြည့်ရထားတဲ့တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေကိုတက်နေရာချထားရေးနဲ့အနေမြေပိုင်းခြားရေးကိစ္စရပ်တွေကိုဆွေးနွေးနိုင်တယ်လို့သုံးသပ်မှုတွေရှိနေတာပါ။စီတရံဘုံကြီးစင်ရော်ကတော့ရခိုင်ပြည်နယ်ပါဝင်တောင်ပိုင်းနဲ့မြောက်ပိုင်းဒေသတွေမှာလွှတ်တော်တွေနဲ့လွှတ်တော်ပြင်ပကနေစစ်ရေးနိုင်ငံရေးနီလန်းတွေကိုတုံးပြီးစစ်တပ်ကညှိနှိုင်းလာနိုင်တယ်လို့ပြောပါတယ်။ ဒါကြောင့်ဆရာနာရှင်စနစ်အမြင့်ပြည့်ရေးမှာတိုင်းဒေသနဲ့တကိုင်အဖွဲ့အစည်းတွေဆက်လက်ပါဝင်လို့မရအောင်စစ်တပ်ကတနည်းနည်းနဲ့အပေးယူလှုပ်လာရင်ဤအဝမဟုတ်တဲ့တော်လိုင်းရေးအဖွဲ့တွေဘက်ကတပြိုင်တည်းထိုးစစ်ဆလာနိုင်တယ်လို့သုံးသပ်ပါတယ်။ဤအဝတွေတော့မပါခဲ့ဘူးဆိုရင်တော့မပါခဲ့ဘူးပါလို့မရအောင်ချုပ်လိုက်မှာပေါ့နော်ပါလို့မရအောင်ပေါ်တင်ပါလို့မရလာအောင်ပေါ့နော်ချုပ်လိုက်မယ်ဆိုရင်တော့စီရင်ခင်းခြင်းကကျွန်တော်တို့ပြည်နယ်ပြည်မပေါ့နော်ပြည်မတိုင်းဒေသကြီးတွေမှာသူတို့အတွက်ထိုးစစ်ဆင်ဆရာဖြစ်လာမယ်။အဲ့တော့ကျွန်တော်တို့က ဥမာရခိုင်ကသူတို့ ਨੇ ပြောလိုက်တယ်သူတို့စီမှာစစ်တပ်တွေခြေချလို့မရဘူးဆိုတော့မဟုတ်ကျွန်တော်တို့ကကြောက်စရာဖြစ်တယ်သူတို့စီမှာခြေချလို့မရရင်ခြေချလာမှာပေါ့ဘာဖြစ်လို့စကိုင်းမှာချမယ်အခုဗမောက်မှာချမယ်အခုသူတို့ရှုံးခဲ့တဲ့နေရာတွေမှာသူ့အနေနဲ့တိုင်းစစ်ဌာနချုပ်တွေပြန်ဖွင့်ပြီးတော့ချလာမယ်ဆိုရင်ကျွန်တော်တို့ဒီပေါ့နော်ဒေသခံလို့ပဲပြောရမှာ ERO မဟုတ်တဲ့တော်လိုင်းရေးတပ်ဖွဲ့တွေနေရာကိုသူ့အနေနဲ့ဒုနဲ့တစ်ချိန်တည်းတစ်ပြိုင်တည်းပေါ့နော်တစ်ချိန်တည်းတစ်ပြိုင်တည်းထိုးစစ်သူ့ဘက်ကပြန်စင်နိုင်တဲ့စီရင်ချိန်ဝင်ရှာမျိုး ဖြစ်လာနိုင်တယ်လို့ပဲကျွန်တော်တို့ကဒါသုံးသပ်ရပါတယ်ဗျဟုတ်ကဲ့လက်ရှိမှာတော့ဆရာနာရှင်စနစ်ကိုစန့်ကျင်နေကြတဲ့တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေထဲမှာမြောက်ပိုင်းဖွဲ့တွေဖြစ်တဲ့ကိုကန့်တက် MNDA နဲ့တန်းတက် TNL တို့ဟာတရုတ်စိုးရရဲ့ဖိအားကြောင့်စစ်တပ်နဲ့အပြစ်ခတ်ရဲစဲဖို့သဘောတူထားကြပါတယ်ကျန်တဲ့အရခတက်တော်အေးအပါဝင်ကချင်လက်လက်ရေးတက်မတော် KIA ကင်းမျိုးသား CNKNU ချင်းမျိုးသားတပ်ဦး CNF နဲ့ Greeny အမျိုးသားတွတ်တက်ရေးပါတီ KNPP တို့ကတော့ဆက်လက်တိုက်ပွဲဝင်နေကြပါသည် နယူဒေါ်လာရေးကနေပေါ်ပေါက်လာတဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF ပါဝင်ဗမာလူမျိုးစုနဲ့တခြားသောလူမျိုးစုအခြေပြုလက်နက်ကိုင်တော်လိုင်းအဖွဲ့အစည်းတွေကလည်းဆရာနှင်စနစ်ကိုအမြင့်ဖြတ်ဖို့တိုက်ပွဲဝင်နေကြပါသည်